အားလုံးပဲမင်္ဂလာပါယေရှုနာမ၌နှုတ်ဆက်ပါတယ်။တာယာတော်နနဲ့အချိန်မှာ7 C နဲ့ပေါ့နော်နှုတ်ပါတော်တစ်ပိုက်ကိုဆင်ချင်ပါတယ်။နှစ်ကော921အဖဲကြောင့်နီးဟူမူကားအပြစ်နဲ့ကင်းစင်တော်သူသည်ငါတို့အတွက်ကြောင့်အပြစ်ရှိတော်သူဖြစ်တော်မူအကြောင်းမူကားငါတို့သည်ထိုသူအပြစ်ဖျားသခင်ရှိတော်မှာဖြောက်မှတ်တော်သူဖြစ်မိအကြောင်းလို့ပြောပါတယ်။ယေရှုအားဖြင့်ကျွန်တော်တို့ဟာ ယုံကြည်သူမိသားစုအယောက်ချင်းစီတဲ့ဟာခမီးတော်ဘုရားသခင်ရှင်မှာဖြောက်မှတ်တော်သူဖြစ်ပြီလို့ဒီနှုတ်ကပါတော်အဖြစ်ကျွန်တော်တွေ့တွေ့ရတယ်နော်ဒါကြောင့်တစ်ခါခါကြာရင်ကျွန်တော်တို့အတွင်းလူရှင်တန်ဖို့ရန်အတွက်ပြေလျော့တဲ့အခါမှာအထူးတဖြစ်လောကမုန်တိုင်းကိုရင်ဆိုင်တဲ့အခါမှာကျွန်တော်တို့အားငယ်တတ်ပါတယ်နော်ဒါကြောင့်ကျွန်တော်တို့တတိယဖို့လိုပါတယ်နှုတ်ကပါတော်ကိုကျွန်တော်တို့ဂိုင်ဆွဲဖို့လိုပါတယ် နောက်တစ်ခုကကျွန်တော်တို့စားသုံးနေတဲ့အရာတွေအားလုံးဟာခန္ဓာကိုယ်အတွက်ကျွန်တော်စဉ်းစားမယ်ဆိုရင်စားသုံးနေတဲ့အရာတွေအားလုံးဟာကျွန်တော်တို့ကျန်းမာခြင်းဖြစ်စေတယ်ကျန်းမာရွှင်လန်းခြင်းဖြစ်စေတယ်ခွန်အားဖြစ်စေတယ်ဒါကြောင့်ကျွန်တော်တို့အတွင်းလူကျွန်တော်တို့အတွင်းလူထဲမှာကျွန်တော်ထည့်တဲ့အရာတွေအားလုံးဟာကျွန်တော်ဘာတွေထည့်နေလဲဆိုတာအင်တာမအရေးကြီးပါတယ်ဆိုတော့အတွင်းလူထဲမှာကျွန်တော်စားသုံးတဲ့အရာတွေကျွန်တော်ခံယူတဲ့အရာတွေအားလုံးဟာအတွင်းလူ ရှင်းတန်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်နှုတ်ပတ်တော်နဲ့မဟုတ်တဲ့တစ်ဖက်မှာကျွန်တော်တို့ထဲ့မိမယ်ဆိုရင်ဒါအစိတ်ဖြစ်တတ်ပါတယ်။ဒါကြောင့်ကျွန်တော်နှစ်ရက်စင်တန်းအသက်ရှင်တဲ့အခါမှာအထူးသဖြင့်ဒီကာလပေါ့ဒီကာလမှာကျွန်တော်အသက်ရှင်တဲ့အခါမှာအင်တာမတ်တကူတော်ဂရီတော်ကိုဆွဲလန်းပြီးတော့ယုံကြည်ပြီးတော့ကျွန်တော်ရှောင်းလန်းတတ်ဖို့လိုပါတယ်။ဘာကြောင့်ရန်သူကဟောက်တော့ချင်းသေးကဲဆိုဘ누구ကိုမြို့ရမလဲဆိုနှစ်ရက်စင်တန်းကျွန်တော်ကိုချောင်းမြောင်းနေတဲ့အတွက်ကြောင့်မလို့အထူးသဖြင့်ဖျားသားသမီးတွေကို focus ထားပြီးတော့ ကျွန်တော်တိုက်ခိုက်နေတယ်ဆိုတော့ကျွန်တော်မြင်တွေ့ရတဲ့အတွက်ကြောင့်မလို့အထူးသဖြင့်ကျွန်တော်သမာဓိနဲ့အသက်ရှင်ဖို့ရန်အတွက်လိုပါတယ်ကျွန်တော်အแทးမှာကျွန်တော်ထဲ့တဲ့အရာတွေပဲကျွန်တော်တို့ကရှင်းတတ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်နှုတ်ကပတ်တော့မဟုတ်ပဲနဲ့လောကအရာတွေများလို့ရှင်ကျွန်တော်တို့အသက်တာမှာကျွန်တော်စိုးရင်ဖွယ်ရမြောက်များဆိုတာရှိနေတယ်ဆိုတာကျွန်တော်ပြောချင်ပါတယ်နော်ဒါကြောင့်မလို့ဒီကာလာထဲမှာအင်မတန်မှစိုးရတော့ကာလာဖြစ်တယ်ဒါကြောင့်နောက်တစ်ခုကဘာလဲဆိုတော့ဖះကိုကျွန်တော်နှစ်ရက်စင်တိုင်းကျွန်တော် တခုတခုတခုခုကိုကျွန်တော်လှုပ်မိလို့ချင်းအဲ့ဒီအရာတွေအားလုံးဟာကျွန်တော်အထဲမှာမထွက်ပါနဲ့ငါဟာအပြစ်ရှိတော့သူဩငါဖျားနဲ့မထိုက်တန်ဘူးဆိုတဲ့အရာတွေအဲ့ဒီအတွေးခေါ်ဟောင်းတွေကအနည်းရဲ့စင်တိုင်းတင့်ကိုစကားပြောနေမယ်ဆိုရင်နှစ်ကောင်း92ကိုနည်းရဲ့စင်တိုင်းစင်ချင်ပါဘာကြောင့်လဲယေရှုမနေ့ယနေ့တောင်ကလာအသက်ရှင်တယ်တင့်အတွက်အပြစ်အားလုံးအတိတ်ပြစ်ဆုံးမှာအနာကအပြစ်အားလုံး ဖះကတန့်ရှင်းပြီးပြီဖះကဖြောက်မှစွာဖြစ်ခမီးတော်ဖះရှိမှကျွန်တော်တို့ဟာဖြောက်မှတော်သူဖြစ်ပြီးเนาะဒါကြောင့်ကျွန်တော်တို့နှစ်ရစင်တိုင်းကျွန်တော်တို့အတွေးခေါ်ဟောင်းနေလာလာပြီးတော့ငါဖះခင်ရှိမှမဖြောက်မှဘူးငါဟာအမြဲတမ်းအားနည်းတယ်ဆိုရင်တင့်ဟာနှုတ်ပတော်ယုံကြည်တဲ့နေရာမှာအားနည်းနေလို့ဖြစ်မှာပါเนาะဒါကြောင့်မလို့ကျွန်တော်အတွင်းလူခိုင်ခန့်ရှင်တန်ဖို့ရအတွက်နှုတ်ပတော်ကို နော်ဖရာသခင်ကခွင့်လို့ပေးပါလို့ပြောတဲ့အခါမှာတကယ်ပဲဖရာသခင်ကကျွန်တော်တို့ခွင့်လို့ယုံတယ်မကောက်ဘူးသင်အပြစ်ကိုမမှတ်ထားတော့ဘူးကျွန်တော်အပြစ်ကိုမမှတ်ထားတော့ဘူးနော်မမှတ်မိတော့ဘူးဘာကြောင့်လဲယေရှုအားဖြင့်ကျွန်တော်တို့ဟာယေရှုရဲ့ကောင်းမှုကိုကျွန်တော်ဝတ်လုံတဲ့အခါမှာဖရာသခင်ရှေ့မှာကျွန်တော်တို့ကဖြောက်မှတ်တော်သူဖြစ်ပြီးတန်ရှင်းတော်သူဖြစ်ပြီးနေ့ရက်စဉ်တိုင်းကျွန်တော်တို့ဝါကြွားပြီးတော့ကျွန်တော်တို့ကကြွေးကြော်ပြီးတော့ကျွန်တော်တို့ကနော်ကောင်းကြီးကိုကျွန်တော်သိမ့်ပိုက် ဖို့ပဲရှိတယ်ဆိုတာကျွန်တော်ဒီမှာရှိတဲ့မိသားစုတွေရောက်ချင်းစီတဲ့အပေါ်မှာဒီနှုတ်ကတော့အနေငယ်အားဖြင့်တိုက်တွန်းခွန်အားပေးပါတယ်အရောက်ချင်းစီတိုင်းပေါ်ဖျားကောင်းချီးပေးပါစေ